ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်တော့နေလီဒီနေ့ဖြစ်ပါစုဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ် အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United တင်းအများစုကိုဒီနေ့မနက်မှာတခါလေးပြပြပြီးသွားပြီပါတယ်အဲ့တော့ဒါ Manchester United အသင်းရဲ့တင်းနဲ့ပတ်သက်ပြီးတောက်လျှောက်ထွက်ပေါ်နေတာကတော့အစာကျုပ်သက်တမ်းတူတဲ့ကိစ္စတွေပဲအဲ့ဒီကိစ္စနှစ်ခုကိုကျွန်တော်အဓိကပြောသွားမှာဖြစ်ပြီး channel အပြောင်းရွှေ့တင်းလေးတွေကိုလည်းနည်းနည်းတနေ့ရက်ထဲမှာအစုံလေးနည်းနည်းလေးထည့်ပြောသွားမှာဖြစ်တယ်လို့ပြောပြတယ်အဲ့တော့လက်ရှိမှာဒါ Manchester United အသင်းအနေနဲ့သူရဲ့လက်ရှိကစားသမားနှစ်ယောက်ကိုစာချုပ်သစ်တူဖို့အတွက်လက်ရှိမှာစူးစမ်းနေဖြစ်တယ်။ဟဲ့မကွာရနဲ့ပတ်သက်ပြီးကျွန်တော်ဟိုတလောကတင်ဆက်ပြီးထားပြီးဖြစ်တော့ ဟယ်ရီမဂွိုင်ယာနဲ့ပတ်သက်ပြီးနောက်မှာလည်းနည်းနည်းထည့်ပြောရမယ်။အခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကာဆယ်မဲရူကိုစာချုပ်တဲ့ကန်လန်ဘူတွေတရားဝင်ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဒီနီယာမှာလူတွေနဲ့ပတ်သက်ပြီးတော်တော်လေးကို surprise ဖြစ်စရာဖြစ်သွားခဲ့တယ်။ကာဆမီရိုကိုပထမရမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါဒီနှစ်ဆောင်းရသည်မှာတော့မှအသင်းကနေထုတ်သွားဖို့အတွက်ပြင်ဆင်လာခဲ့ပြီးတော့သူတို့အနေနဲ့ကျွန်တော်လာမယ့်ဒါကျွန်တော်တို့ နွေရာသီအပြောင်းရွှေ့ကြရင်ဒီကစားသမားတို့ကျွန်တော်အသင်းကနေပြီးတရားဝင်လွတ်သွားဖို့တည်းစဉ်းစားထားခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီးတော့အခုလက်ရှိမှာစာရုပ်သက်တမ်းတူးမယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။လက်ရှိမှာဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင် journalist တွေကိုယ်တိုင်ကတရားဝင်အတီးပြုတ်ထားတာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ့ဒါကဘာကိုဆိုလိုချင်တာ။အဲ့တော့လက်ရှိမှာဒါကစင်မရီစာချုပ်ကလာမင်းနွေရာသီ2020နဲ့ဒါကျွန်တော်တို့6ကြာဂျွန်မှာဒါကျွန်တော်တရားဝင်ကုံဆုံးမှာဖြစ်ပါတယ်။အဲ့ဒီစာချုပ်ကတရားဝင်ကုံဆုံးမဲ့အတီးထားမှာဒါကျွန်တော်တို့တစ်ချက်တော့ပြန်ကြည့်ရမှာကဒီကစားသမားရဲ့လက်ရှိစာချုပ်ကိုသက်တမ်းတွေ့နေမှာ Manchester United အသင်းနဲ့ဒါသူ့ရဲ့လက်ရှိရနေတဲ့လူခလာဇာတဲ့တော်တော်လေးကိုညှော်နေတဲ့လူခလာဇာကန့်လန့်မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်လက်ရှိမှာဒါကာဆမေရိုကဒါကျွန်တော်မနေ့ကတင်ဆက်ပေးခဲ့တဲ့ဒါ ရီးမီးယားလိမှာလစာအများဆုံး top 3တဲမှာတောင်ပါဝင်နေတဲ့ကစားသမားဖြစ်တဲ့အကြောင်း United ကဒီနေရာကနေပြီးတော့ကျွန်တော်တို့ကိုဖြုတ်ချစေနေလက်ရှိမှာ Casemiro ကတပတ်လုခလစာပေါင်3သိန်း4000 5000တတိယရှိနေတာဖြစ်ပြီးတော့အဲ့ဒီလုခလစာရဲ့တဝက်တတိကို Manchester United အသင်းကနေ short charge နေလို့သိရတယ်မှာပါတယ် Manchester United အသင်းနဲ့လက်ရှိမှာတို့စာရုပ်သစ်ကမ်းလှမ်းဖြစ်ခဲ့မယ်ဆိုရင်တော့တပတ်လုခလစာ3သိန်း8000နဲ့3သိန်း9000 5000ပတ်ချလေးဝင်ကျင်ကြဒါကျွန်တော်တို့တရဝင်ကမ်းလှမ်းဖို့အတွက် Manchester United အသင်းဘက်ကနေတရ ဲ့ဝင်တာကျွန်တော်စဉ်းစားထားပြီးသားဖြစ်တယ်ပြောချင်တာလက်ရှိရနေတဲ့လာစာထက်တူတေတာကျွန်တော်တို့အေးပေါ့တစလောက်ကျွန်တော်တို့ short ကျသွားတဲ့ပုံစံမျိုးမှရှိတယ်ပေါ့နော်အဲ့ဒါရှိမှ3သိန်း4000 5000ဆိုတော့တသိန်း9000အေးပေါ့တသိန်း9000ဆိုပြီးတော့ကျွန်တော်တို့သူ့ရဲ့တစလောက်ပဲပြန်ကျသွားနေမှာပါအဲ့တော့ဒါနဲ့ပတ်သက်ပြီးကာဆယ်မဲရီကလက်ခံမခံတော့မသိသေးဘူး Manchester United အသင်းကသူ့ရဲ့ agent တရဲ့ဝင်ဆွေးနွေးနေစေဖြစ်တယ်လို့သိရတယ်မှာပါတယ်နောက်ဆုံး update ဒီသတင်းတွေရဆိုတော့ကာဆယ်မဲရီက Manchester United အသင်းရဲ့ဒါကျွန်တော်တို့ သူရဲ့ဒါကျွန်တော်တို့အဲကန့်လန့်မှုကိုသူတို့ကစိတ်ဝင်စားတယ်ဒါပေမဲ့လစာအရာတော့သူ့အနေနဲ့တစ်ချက်တော့စဉ်းစားအောင်မယ်လို့သိရတယ်မှာပါတယ်နောက်ဆုံးဒါကျွန်တော်ညှိဖြစ်ခဲ့မယ်ဆိုတော့တပတ်လောက်ကလစာနှစ်သိန်းလောက်နဲ့သူတို့အနေနဲ့ညှိဖို့အတွက်ဒါလက်ရှိမှာသူ့ရဲ့ agent ကစဉ်းစားသွားမယ်လို့သိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာ customer ကိုဒါကျွန်တော် sorry ဘက်ကအသင်းအနေနဲ့တော်တော်လေးကိုကြီးကြီးမားမားစိတ်ဝင်စားနေတယ်တပတ်လောက်ကလစာလက်ရှိရနေတဲ့လောက်ကလစာထက်9000နဲ့တသိန်းပူပေးပြီးတပတ်လောက်ကလစာ4သိန်းခွဲနဲ့3သိန်း8500နဲ့ကန့်လန့်ဖို့အတွက် sorry သင်းနေနေတဲ့တရေကိုစိတ်ဝင်စားတယ်လက်ရှိမှာ Cristiano Ronaldo ရဲ့ club ဖြစ်တဲ့အောင် စားကိုတိုင်ကမနစ်ကအဲ့ပေါ်ဒီနစ်ပေါ့နော်ဆိုရင်မနစ်ကမို့ဒီနစ်တန်နွေရာသီအပြောင်းရွှေ့လောက်ခရေကဒီကစားသမားကိုခေါ်ယူဖို့တော့တရားဝင်စူးစမ်းမှုတွေကိုရှိခဲ့ပေမဲ့ကစားသမားကိုတိုင်ကလက်ရှိမှာသူ့နယ်စာချုပ်ပြီးဆုံးတဲ့ဒီ Manchester United အသင်းမှာနေခြင်းတဲ့အတွက်ကြောင့်မလို့အောင်နဆာနဲ့သူတို့နဲ့ contact ပြတ်သွားခဲ့တဲ့အနေအထားမှာရှိတယ် United ဘက်ကလည်းဒါကြောင့်ပထမဒါဒီနစ်နွေရာသီခရေကကာဆီမီရိုကိုထုတ်ရောင်းဖို့အတွက်စူးစမ်းထားခဲ့ပေမဲ့သူတို့အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်ကာဆီမီရိုအပြောင်းရွှေ့ခြင်းကိုပဲအသင်းမှာမပြေးခြင်းတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါခေါ်ယူဖို့အတွက်ခက်ခဲသွားနေတဲ့အနေအထားမှာရှိတယ်အဲ့တော့ကာဆီမီရိုကိုလက်ရှိမှာ sorry ဘက်ကတော့ အပြည့်အဝစိတ်ဝင်စားနေခြင်းကတော့100%ပဲဒါပေမဲ့ Manchester United ရဲ့အသင်းကလက်ရှိမှာသူ့ဘက်ကနေပြီးတော့စာချုပ်တက်တန်းအရာဒါကျွန်တော်တိုးမယ်ဆိုရင်တော့လူခလာဆိုအများကြီး short ယူပေးမယ်ဆိုရင်တော့ Casemiro ကို Manchester United အင်ဂျင်နဲ့ထပ်ပြီးတော့တွေ့ရဖို့အတွက်ရာဂိုင်းနှုန်းတွေများတယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ်အဲ့တော့တချို့ United ပြည်သက်ကဒီအနေနဲ့ပတ်သက်ပြီးသိပြီးမတော်မှကြာနောက်ဆုံးပြရတာကျွန်တော်လက်ရှိမှာတချို့ပြည်သက်တွေဒီနေ့တပတ်လူခလာဆိုတသိန်းခွင့်နဲ့တသိန်းခွင့်တောင်း9000တောင်းပေးမယ်ဆိုရင်တော့လက်ရှိဒါ market ထဲမှာလူငယ် chart တွေကိုအများကြီးခေါ်ယူလို့ရသွားနိုင်တဲ့အနေဒါတစ်ခုကိုရှိရတဲ့ကြောင့်မို့ပြည်သက်တွေနဲ့ဒီလက်ရှိ အခြေအနေကိုတော်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 ကြီးကိုသဘောမကျတဲ့အနေအထားမှာရှိတယ်ဆိုပြီးတော့လက်ရှိမှာပြောနေကြတာကိုတွေ့ရမယ်ဒီမှာပါပါတယ်အဲလက်ရှိမှာဒါပြည်သက်တွေတချို့ကတော့တချို့ကကြိုက်တယ်ပေါ့တော့လက်ရှိမှာဒါဝါရင်ကစားသမားတယောက်ကွင်းထဲမှာရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ပါစနယ်အမြင်မှာအမှန်တိုင်းပြောမယ်ကာဆင်မီရိုနဲ့တပတ်လူခသားသာတသိန်း9000 3900တောင်းတော့မှများတဲ့အနေအထားမှာရှိတယ်လို့မြင်တယ်ယူနိုက်တက်တဲ့ခုလက်ရှိမှာကွေးလေအပိုင်းကိုတွေးတက်ကို100%လောင်းသင့်ပြီလို့ကျွန်တော်အနေနဲ့မြင်တယ်ကာဆင်မီရိုလိုကစားသမားမျိုးအသင်းမှာဒါကျွန်တော်ရေရှည်ရသိပ်ပြီးတော့မရှိတဲ့တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဘာကြောင့်လဲရှိမှာရူဘင်အာမိုရင်းကိုကြတဲ့ချက်တစ်ချက်ကာဆင်မီရိုကိုအရင်ပ preference ဖြစ်လို့ねတို့ကြောင့်မို့လူငယ်တွေတပောက်တက်တယ်ဥမာလက်ရှိမှာ main ကိုမီမိုင်းလိုပါဘူးလူမျိုးကစားသမားအဲ့တော့ခုနပြောခဲ့လို့လက်ရှိမှာ customer ဆာယုတ်တဒန်တူကြီးကကိုမီဆာယုတ်တဒန်တူချင်းကဒါကြောင့်ကိုမီမိုင်းလိုပါဘူးတော့နည်းနည်းလေးတော့ short ရှိသွားနေတဲ့သဘောမှာရှိပါတယ်အဲ့လက်ရှိမှာဒါကျွန်တော်တို့မနေ့ညကဒါ Chris Wheeler interview မှာလေးဒါကျွန်တော်သူ့အနေနဲ့ ဒါကာစမီရိုကိုဒါနီးပြကတော်တော်လေးကိုသဘောကျနှစ်သက်တဲ့အကြောင်းကိုသူ့နဲ့တရားဝင်ပြောဆိုသွားခဲ့တာကိုလည်းတွေ့ရမယ်တဲ့မှာပါပါအဲ့တော့လက်ရှိမှာကာစမီရိုကိုစာချုပ်သစ်ချုပ်ဆိုဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းကတော့အဓိကလှုပ်ဆောင်နေတယ်လို့သိရတဲ့မှာပါပါတယ်အမီတို့ပင်စူစီကမကုလက်ရှိနောက်ဆုံး update သတင်းတွေအရဆိုရင်တော့ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါဘိုင်ယန်မြူးနစ်ရဲ့ကွင်းလယ်ကစားသမား ဖြစ်တဲ့ပေါ်ဗိုဗစ်ကိုစောင့်ရသည့်အပြောင်းရွှေ့မှာခေါ်ယူဖို့အတွက်စူးစမ်းနေတယ်ဆိုတဲ့သတင်းတွေကို insider ကနေဖော်ပြလာခဲ့တယ်။ insider က tier 3 tier 4ကြီးရွှေ့လောက်ပဲရှိရတဲ့ကြောင့်မို့ကြောက်ကြက်လီပြီးယုံကြပါလို့ဒီညံကနေပြော ချင်ပါတယ်အမန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်ရှိမှာဒါကျွန်တော်စကောက်တီပေါ့နော်ဒါကင်းတောက်တော်များကဂျာမနီနဲ့ဘိုင်ယန်မြူနစ်ရဲ့ဒါပယ်ဗူဗီရဲ့ဒါကျွန်တော်တို့ကစားကွက်တွေတောက်လျှောက်သွားသွားကြည့်နေဆွဲတဲ့တင်းတွေကတရားဝင်တူပြုလို့ရတယ်ဒါပေမဲ့ဒီကစားသမားကိုလက်ရှိမှာတရားဝင်မန်ချက်စတာယူနိုက်တက်အသင်းကဆွေးနွေးခြင်းမရှိသေးဘူးသူတို့အနေနဲ့လက်ရှိမှာ defensive midfielder နေရာအတွက်ပယ်ဗူဗီကိုတော်တော်လေးကိုစိတ်ဝင်စားတယ်လို့သိရတယ်ဒီမှာပါတယ်ပယ်ဗူဗီကိုတန်ကလက်ရှိမှာဘိုင်ယန်မြူနစ်အသင်းမှာပဲပျော်ရွှင်နေပြီးသူ့အနေနဲ့အသင်းပြောင်းဖို့ဆိုတာတက်ဆိုင်သူ့အနေနဲ့ဘိုင်ယန်မြူနစ်အသင်းမှာသာပို့ပြီးတော့နေဖို့အတွက်များတယ်ဒါပေမဲ့ဘိုင်ယန်မြူနစ်အသင်းနဲ့သူ့ရဲ့အနာဂတ် plan အတွက်အသင်းဘက်က တော့ဆုံးဖြတ်ချက်မချသေးဘူးလို့ဒါမှရေးထားတာတွေ့ရမယ်။ Manchester United အသင်းနဲ့ခုလက်ရှိမှာ Covid တွေမဟုတ်ဘဲနဲ့ဒါဒီစောင်းရသည်အပြောင်းအရွှေ့မှာခေါ်သွားမယ်ဒီမှာတော့ Ruben Neves ရဲ့ White Mullen ရဲ့ဒီကစားသမားရဲ့နာမည်၃ရောင်နာမည်ကြီးနေဆိုပြီးရေးသားထားခဲ့တဲ့အတွက်ကျွန်တော်အနေနဲ့ပြောရမယ်ဆို United အသင်းနေတယ်ပေါ့နော်။ဒါကစားသမားတွေဒါကျွန်တော်ဒီနေ့စောင်းရသည်မှာဈေးကြီးကြီးခေါ်ယူမှာတက်ဆိုင်လာမယ့်နေရာဒီမှာဒါ Marquis ဆိုင်ရဲ့ Adam Warden လို့ကစားသမားမျိုးကို approach လုပ်တင်ပြီးတော့ဒီနေ့မှာဒါကျွန်တော်ဒီကွင်းလယ်နေရာအတွက်ဒါရေရှည်ရမဟုတ်ဘဲနဲ့ Ruben Neves ကိုဒါကွင်းလယ်ပိုင်းအတွက်အဓိကခေါ်ယူတင်တယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့100% 100%မြင်ပြီးတဲ့တည်းမှာပါပါတယ်အဲ့ဒါလက်ရှိကျွန်တော်ရဲ့အမြင်ပေါ့နော်အဲ့တော့လက်ရှိမှာတမန်ချက်စတီနဲ့တည်းဒီနားမှာနေပြီးဆုံးနေမှာမဟုတ်ဘဲနဲ့တို့အနေနဲ့ကွင်းလယ်ပိုင်းရာကကိုယ်မိုင်းလူရဲ့ကိစ္စအတွက်တို့ခေါင်းတော်တော်လေးကိုခြောက်နေတယ်လက်ရှိမှာ customer ကိုစာချုပ်တက်တန်း2မဲ့ကိစ္စနဲ့ diet ဆက်နေတဲ့ကိစ္စကကိုယ်မိုင်းလူပဲကိုယ်မိုင်းလူအနေနဲ့ခုလက်ရှိမှာသူ့အနေနဲ့ဒါရေရှည်ရသူ့အနေနဲ့ဒါကိုယ်ပါ Ruben Amorin သာအသင်းမှာဆက်ရှိမယ်ဆိုရင်သူ့နဲ့နေရာမရဖို့အတွက်ရာဂိုင်တို့များကြအပိသက်ထွက်ခွာမှုတော်မှာစတင်ပြီးတော့စဉ်းစားနေပြီဆိုပြီးတော့ tier 3 tier 4 level ဒီကနေဒီစစ်တောက်လျှောက်ကျွန်တော်ဒါ absolute လာခဲ့တာကိုတွေ့ရမယ် ်ဒါနဲ့ပတ်သက်ပြီး Manchester United ဘက်ကတော့ဘာမှမှတ်ချက်ပေးထားခြင်းတော့မရှိသေးဘူး United ဘက်ကတော့ရှင်းတယ်ကိုယ်မိုင်းတို့ကသူတို့ရဲ့ one of the product ဖြစ်တဲ့တော့သူတို့အနေနဲ့တကယ်ကိုဒါကျွန်တော်အသင်းစီကနေပြီးတော့ဒါ ဟိုဒီကစားသမားကအပြေအဝအသင်းမှာပဲဆက်ပြီးနေစေချင်တဲ့သဘောမှာရှိတယ်အဲ့တော့ဒါပေမဲ့ကစားသမားကတော့ရှင်းမှာသူ့နေသူ့ရဲ့အင်္ဂလန်မှာဒါသူ့နေနေရာတနေရာရချင်းတယ်ဒါသူ့အတွက်ဒါကျွန်တော်တို့တကယ်ကိုအဆင်ပြေတဲ့နေရာတနေရာမှာသူရှိချင်တယ်ဒါကြောင့်မို့သူ့နေနေတာကျွန်တော်တို့ဒါဆော့ဖို့အတွက်မိနစ်တွေအပြေအဝလိုမဲ့သဘောမှာရှိတယ်ဒါကြောင့်မို့ဆော့ဖို့မိနစ်မရှိဘူးဆိုရင်တော့ဒါသူ့နေနေဒါအသင်းပြောင်းမှုတွေစိတ်ဝင်စားတယ်အကိတ်ရူဘင်အာမိုရင်းနာမန်နေဂျာနေနဲ့ဆက်ရှိမယ်ဆိုရင်တော့သူ့ရဲ့ပြောင်းရွှေ့မှုကိုသူဟာပါမနက်မှာစဉ်းစားသွားနိုင်မယ်ဆိုတဲ့တတိယနေတောက်လျှောက်ထွက်ပေါ်နေခဲ့တာဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့ကော်ပီပိုင်းတွေကိုစိတ်ဝင်စား နဲ့သင်္ကာရနပိုလီနဲ့တော်တန်ဟော့စပါသင်္ကာရရှိကပြေးနေတယ်လို့သိရတယ်မှာပါတယ်သူပြအေဂျင့်နဲ့လည်းစပါသင်္ကာနပိုလီသင်္ကာတရားဝင်ချိတ်ဆက်မှုတွေရှိတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။နောက်ဆုံးသတင်းကလက်ရှိမှာမိနစ်တွေတော်တော်လေးကိုနည်းနေခဲ့တဲ့ဂျော့ရှွာဇစ်ဇီရဲ့အနာဂတ်ပဲ။ဂျော့ရှွာဇစ်ဇီရဲ့အနာဂတ်ကလက်ရှိမှာတော်တော်လေးကိုမချိမသိဖြစ်လာခဲ့တဲ့ပုံမှာလာရူမကလည်းသူ့ရဲ့အေဂျင့်နဲ့တောက်လျှောက်ဆက်သွယ်မှုပြုလုပ်ခဲ့တယ်။ဇစ်ဇီနေတဲ့လာမယ့်နေရာတည်းဆောက်မှာမဟုတ်ဘဲနဲ့လက်ရှိမှာနေရာမရခဲ့ဘူးဆိုရင်တော့လာမယ့်စောင်းညာဒီအပြောင်းရွှေ့မှာသာတခါတည်းအသင်းကနေပြောင်းရွှေ့သွားတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလက်ရှိမှာ tier 2 tier 3 level ဒီကနေကျစင်သူ ူရဲ့ journalist တွေကနေပေါ်ပြလာခဲ့တာကိုတွေ့ရမယ်အဲ့တော့ Zigi အနေနဲ့အခုလက်ရှိမှာ Roma အသင်းကိုဒါကျွန်တော်တို့ပြောင်းရွှေ့ဖို့တူကဆေးရထပ်တန်းနေတယ်သူနဲ့ရှင်းပါတယ်သူကဒါ minute ပေးမယ် club တွေဘယ် club မဆိုသူအနေနဲ့ပြောင်းလဲဖို့တော့လုံးဝ ready ဖြစ်နေပြီဒါပေမဲ့ Manchester United အသင်းရဲ့လက်ရှိ Ruben Amorim ကသူလည်းမတုတ်ဒါရောက်မယ်ဆိုလဲ Indian နဲ့လုံနေတဲ့ကစားသမားတွေထဲမှာဒါ Zigi ကိုလည်းပါဝင်တယ်လို့သိရတယ်မှာဘာလဲတော့ United အသင်းနဲ့ဒါ Benjamin Sesko တရားရခဲ့မယ်ဆိုရင်တော့ ဇီစကီဇီစီကိုဒါကျွန်တော်တို့ဒါစတမ်မန်ရှိနေတဲ့တောင်းရှိတယ်။ဇီစီရဲ့အနေထားလည်းရှင်းပါရတာသူ့အနေနဲ့ဒါကျွန်တော်တို့အရန်ကစားသမားအနေထားလုံးဝမရှိခြင်းနဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အသွင်ပြောင်းခြင်းနဲ့ဒါကလုံးဝ fair ဖြစ်ပါတယ်။အဲ့တော့ လက်ရှိမာဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါကျွန်တော်တို့ဟိုတောက်ဆုံးတာသတင်းတွေပဲဖြစ်ပါတယ်လက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3 point ဆိုတော့ DB4U တို့မှာလည်းကျင်းလို့ဆိုတော့ပေါအောင်ကြည့်လို့ရပါတယ်မြန်မာလက်ကလစ်ဖူမမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့ daily တနေ့ဖြစ်ပါစုစုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နေနောက်မှပဲအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့ကျွန်တော်တော့ကုန်ပြပါဗျဒေးပါပါဗျ